ဒီ view လေးလည်းမစုံဘူးဗျရောင်းပေးမယ်ဒီတော့ဒီနေရာလေးကကျွန်တော်တို့ဒုံရင်းရွာဖြစ်ပါတယ်ဒုံရင်းရွာတိတိရဲ့ပေါ့နော်အာဒီအရှိမဆိုလို့ရှိရင်ထုံရင်းအထာကကြောင်းလေးပါတယ်ရှိတယ်အထာကကြောင်းရှိတဲ့ရွာပေါ့နော် view လေးကလည်းလှတယ်လမ်းလေးကလည်းကောင်းတယ်လမ်းမမေးတင်ခြံလေးကိုကျွန်တော်ဒီနေ့ရောင်းပေးမှာဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ဒီလိုမျိုးဇွဲကပင် တောင်ချေမှာရွာထဲမှာအိမ်ပါပြီးသားဆိုတဲ့ခြံလေးခြံကိုကျွန်တော်ခုသွားပြပေးမှာဖြစ်ပါတယ်ဆိုတော့ကဒီမှာ ဒီခြံလေးပေါ့နော်ကဲဒီမှာဒီခြံလေးလည်းမဆုံးလားသူကတောင်ယူလေးလည်းပါတယ်သူခြံလေးနဲ့သူဒီခြံလေးကမျက်နှာစာကျွန်တော်တို့မျက်နှာစာပေ90အနောက်185ပေဟုတ်တယ်နော်မျက်နှာစာပေ90အနောက်185ပေဆိုတဲ့အနေထားလေးမှာဒီလိုမျိုးခြံနဲ့ဝင်းနဲ့ဘုံကြီးကြောင်းလိုပဲသူအဲ့ရမသိလို့ရှိရင်လာသွားကြည့်ရအောင်လား Okay, တကားကြီးကနဲတာမဟုတ်ဘူးကျွန်တော်သိချင်တာဒါကြီးကဘာကြီးလဲဒါကြီးကဘာကြီးလဲဒေါင်းလျှောက်ပဲကျင်ကြည့်လိုက်အောင်ဒီကောင်ကြီးကဘုံကြီးကြောင်းမဲလားမဟုတ်လားထင်တယ်အိမ်မဲလို့ပြောတယ်ဆိုတော့ကဒီလိုမျိုးကြီးပေါ့နော်အမိုးကြီးကနဲတဲ့အကြီးမဟုတ်ဘူးဟိုကြည့်ပါတော့ရှော့ဘယ်နှပြီလောက်ရှိမလဲ။ဆယ်ပြည့်နဲ့တွက်ရင်30 20 30 40 50 60 ဆိုရှစ်ဆယ်ကူးဆယ်တရားတရားဆယ်တရားနဲ့ဆယ်ရှိတယ်ဒီလိုမျိုးကြီးကပီတရားနဲ့ဆယ်ရှိဘာလုံးမလဲနော်အရင်ပိုင်းရှင်တခုခုလောက်ရနေမှာဆိုတော့ငါဒီမှာဩတက်ထားပေါ့လားဟုတ်လားဩဒီမှာဩတဝန်တာဒါကကျွန်တော်တို့ဒုံရင်အပိုင်ဆိုပြမဲ့လေတဝန်တာပေါ့နော်တဝန်တာအပိုင်ပေါ့ကျွန်တော်တို့ဒီဘက်ချမ်းမှာကဒုံရင်မှာကရေတကုန်ဘက်ချမ်းနေရှိမယ်ကွန်မြူနိုရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ ကောထမလင်းဂျီကောထမလင်းလေစသည်ဖြစ်အဲ့လိုမျိုးနေထိုင်မျိုးရှိတယ်နောက်ပြီးဒီမှာနှစ်ထပ်တိုက်တစ်လုံးလည်းပါတယ်အကျန်းတဲ့အကျန်းတဲ့နှစ်ထပ်တိုက်တစ်လုံးပါတယ်ဒီတော့တိုက်တယ်ကိုနောက်မှဝင်ကြည့်မယ်မိသားတွေပါနေရှိပြီးသားကျွန်တော်ခြံနောက်စိတ်ဝင်စားတယ်ဗျာသူကတောင်ရှိတယ်ဆိုတော့လေခြံနောက်တယ်ဆိုတော့ကြည့်အောင်လား30,40,50,60,90,80ဟာဒီ channel ပြီဒီတိုက်ရည်လည်းပြီ90လောက်ကျဲတော့ဟုတ်ပါမလား ေ80တိုက်ပြီးပါအဲ့တော့ဒီအနောက်ကဘာကြီးလဲဒီအနောက်ကဘာဖြစ်လို့ချန်စီယောကနှစ်ထပ်ဖြစ်နေဒီမှာရွာလန်းကြားလေးဖြီးလို့နေမယ်ဟုတ်လားဒီမှာချက်လာကြည့်လိုက်ဟောနောက်ပြောဒါကအရင်လန်းလို့ပဲနော်လန်းဖောက်တာသလိုပဲသူကရှောက်ရှက်ကန့်ဩကိုတောင်ချေမရောက်သေးဘူးညိတာအရင်တော့လန်းနေမယ်နော်အလန်းပြန်ပိတ်လိုက်တာပေါ့ဟုတ်လားဩအဲ့လိုမျိုးနေထားမျိုးလေး โอเคဒီတော့ဒါက channel ပေါ့ channel နေချင်ရိုက်ပြလိုက်ဟုတ်လားဒါ channel နေထားလိုက်ဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်အရင်ကတော့အကြမ်းတည်းပဲ channel ချက်တောင်းဝင်ကြည့်အောင် OK meter box ညမှာရှိတယ်အရင်ကတော့အကြမ်းတည်းပဲသေချောမကန်ရသေးဘူးဟောဒီဘက် channel သေချောမကန်ရသေးဘူးဒီဘက် channel သေချောကန်ပြီးသွားပြီအိမ်ကတော့တော့ကျေပါတယ်တော်တော်ကျေပါနဲ့နော် ဖောင်ဒေးရှင်းအသားတွေတိချာမြင်ရတော့ပေါ့ကွာအိမ်ဘလို့စောက်ထားလဲဆိုတဲ့အနေထားလေးเนาะဧကန်ကြီးကတော့ရွာထုံးစက်အတိုင်းပဲတော်တော်ကျယ်တယ်လေကားကိုစတီးစထရက်ချာနဲ့ပဲချတယ်အဲ့လိုမျိုးနေနေထားလေโอเคဒီတော့ကျွန်တော်တို့ဒီအိမ်နောက်ပိုင်းချန်ချက်ပါကြည့်မယ်။ဦးဒီမှာလည်းအချိန်ရွက်ကျက်ဟောအပေါ်မှာ तू ကပုံမှန်ချစ်ချင်အောင်တင်းနဲ့လောက်ထားလား။ပုံမှန်တင်းနဲ့လောက်ထားတယ်ဒါကဘာကြီးလဲဒါက kitchen လားဒါမှမဟုတ်ရင်လူနေအိတ်ခမ်းလေးလောက်မှာလား။ ီဘက်ချန်ပြန်ကဲ့ပြောဒီမှာမာစတာဘက်ရုံလုပ်လိုက်လို့ရတယ်။ဂျွာမှာကျွန်တော်မကြိုက်ဆုံးအချက်ကိုပြောပြမယ်ဒီအိမ်သာမှချက်လာကြည့်။အဲ့လိုအိမ်သာလေးမကြည့်လိုက်။ဂျွာအိမ်သာကျွန်တော်ဘလို့မှတက်လို့မရဘူးကျွန်တော်ခန္ဓာကိုယ်နဲ့လေဘလို့မှမဆန့်ဘူး။ဂျွာအိမ်သာလေး။ဝါတဲ့လူတွေအတွက်အဆင်ပြေဒီမှာရေချိုးခဲဒီမှာချက်လာကြည့်။ရေချိုးခဲကလည်းအိတ်ခန်တခန်းစာတော့ရှိတယ်အကြီးကြီးပဲ။ကြောက်ရယ်ဘာလို့လဲ။ကြည့်ရရင်ချိုးခိုင်းရ ဆယ်ပြီပဲလည်းမကောင်းဘူးယူချခိုင်းရဲ့နောက်ပြီးတော့ဒီမှာဒါအပြည့်မဲ့ချင်တစင်ထထွက်မယ်ဒီတကားကနည်းနည်းပုံဝင်ကြားတဲ့ထင်မှာပါဝါကြီးဘာဖြစ်လို့လဲဆိုတော့ဒါကကြံထခင်အောင်မယ်ဟိုဟာ frame ထထည့်အောင်မယ်ဆိုလို့ရှိရင်ဒီတကားကို तू က6ပေနဲ့6ပေခွဲတော်သူမလုပ်တာဘူးဗျာခုနှစ်ပေလောက်သူလောက်အောင်အဲ့လိုမျိုးနေထားလိမ့်ရှိတယ်โอเคဒီတော့ဒီဘက်ဘေးမှာအခန်းတစ်ခန်းဒါ तू ကဟိုဟာလောက်လိမ့်မယ်ထင်တယ်ဒီမှာမှ तू kitchen လောက်လိမ့်မယ်ထင်တယ်မှာဒါ kitchen ဘိုင်းပေါ့နော် kitchen ပိုင်းအမိုးပွင့်လောလောဆယ်တော့အဲ့လိုမျိုးနေထားမျိုးเนาะဒီမှာအနောက်ဘက်ခြမ်းမှာအနောက်ဘက်ခြံကိုပြန်ထွက်သွားမယ်တကားတစ်ပောက်ရယ်နောက်ပြီးတော့ဒီမှာတကားတစ်ပောက်ရယ် kitchen ကိုဒီဘက်ခြမ်းမှာကျွန်တော်တို့ပိတ်ထားတယ်ဟုတ်ပြီဒီတော့ကကျွန်တော်တို့ဒါကအိတ်ခံအိတ်ခံမဖြစ်နိုင်เนาะယနေ့เนาะဘာဟောတိုင်းဆိုတော့ကိုယ်ကဘာလုပ်မလဲကြိုက်တာလုပ်လို့ရတယ်ဒီတော့အပေါ်တက်ထက်ကြည့်လို့ရတယ်အပေါ်တက်သွားကြည့်မလား။ Okay ကျွန်တော်တို့ဆောင်းလင်းစားအိမ်ဆိုတော့ဖဏမချွတ်တော့ဘူးเนาะနားလည်ပြီ နောက်တန်နေပါရင်ရှိကဲဟမ်ဒေါဒေါဒေါတန်ဖရိနဲ့တူတော့โอเคဒါအပေါ်တန်းအနေခါလေးဖြစ်ပါတယ် you are တော့တော်တော်မိုက်ပါတယ် you are ရှင်းပဲဆိုတော့ကဒါကအပေါ်တန်းအနေထားပေါ်တဲ့မှာဒီမှာကိုအခန်းပြန်ဖွင့်မလားမလုံးမလဲเนาะအဲ့လိုမျိုးအနေထားမျိုးရှိပါတယ် နောက်ပြီးတော့ဒီမှာတကားတစ်ခုရှိရဆိုတော့သူ brander ထောက်အောင်ပဲထင်တယ်။မှတကားတစ်ခုတော့တွေ့တယ်။ brander ပါလာပါလာနေမှာချက်လာကြည့်။ဟိုချက်လာကြည့်။ဟောပါနေ။ဒီမှာကြည့်လိုက်ဒီမှာတစ်ခါလေးပြလိုက်။ထမရိုက်ပြီးတော့ဒီမှာ brander တစ်ခါလေးပါတယ်နော်။ brander ရှိမှာအဲလိုမျိုး particle brander ။အော်ဒီကောင်ကလေးကျတော့လုံးဝဟိုပါပဲ structure ကတော့ concrete ပဲ။ဒီဘက်ချမ်းမှာကလေးကျတော့ပင်ကလေးသားဖြစ်သွားမယ်။ ။အဲသွားကြည့်မယ်နော်။ဟမ်ဒီမှာတော့တင့်နဲ့ဖြစ်သွားမယ်။ဟိုအပွင့်မိုက်ရော။လုံးအပွင့်လေကောင်းလေတန်းရ။ဒီမှာဘာထပ်လုံးမလဲပေါ့နော်။အပေါ်မှာထုံးစံတိုင်းအိန္ဒာကြီးချိုကန်မကြီးမကြီးကျွန်တော်ပြရသူအိန္ဒာကြီးချိုကန်ကိုသူဖွဲ့လာတာ။အဲ့လောက်ကြီးရလား။ဒီချိုကန်တစ်ခုအိမ်သာတစ်ခုဒီပဲလူဝင်ပြလိုက်မယ်ကျွန်တော်လို့လူတော်မှာဒီမှာအိမ်သာလေးတစ်လုံးမြာဟမ် ဒီရှင်နေရာကြီးအကျယ်ကြီးပဲအဲ့လိုမျိုးနေထားဒါအနောက်ဘက်ခြံခြံအကျယ်ကိုထက်လာကြည့်လိုက်ဒီမှာခြံအကျယ်ကိုတစ်ခါလဲပြလိုက်မယ်ဒါအိမ်နောက်ဖေးမှာရှိတဲ့ခြံအကျယ်နေထားလေးပေါ့နော်အဲ့လိုမျိုးမြင်ရမယ်နောက်ပြီးတော့ဒီဘက်ဘေးအကျယ်ချက်ပြလိုက်ဒီဘက်ဘေးထောင်းလျှောက်အကျယ်သူကဖင်ဆောင်ရတယ်နေခုနတိုင်းတာအကျယ်ဘယ်လောက်ရှိတယ်အနောက်ဖင်ကွာအနောက်က90အော်အနောက်က90အောင်ပိုရှိသွားလားအဲ့ဆိုရင်သူ့ခြံလေးကဆောင်းပြီးတော့သူကအိမ်ကိုအတဲဆောက်ချလိုက်နေမယ်နော်อืม အရှိမအတော့ခုနပြောခဲ့တာကတော့ပေ90ပေါ့နော်ဒါပေမဲ့6လက်မရော့တယ်အဲ့လိုမျိုးနေထားလေးတော့ရှိတယ်ဟောသူကဟိုဘက်ချန်ပူကျေသွားတာနော်ဟိုအိမ်သာဘက်ချန်ပူကျေသွားတယ်အဲ့လမ်းအရင်တော့လမ်းအဟောင်းလေးပေါ့နော်အခုကတော့အကောင်လုံးပိတ်လိုက်ပြီကဲဒီတော့ကဒီလိုမျိုးအိမ်အနေထားလေးပေါ့ဗျာမိတ်ဆွေတို့အနေနဲ့မိုက်ဒီဇူးလေးမိုက်ဒီဇူးလေးမိုက် ဘာဘီနာအိမ်တိုက်မှုလေးပါရဲ့ဆိုတော့ကဒီအိမ်လေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီအိမ်လေးကကျွန်တော်တို့မျက်နှာစာပေ90ကို6လမရောက်မယ်အနောက်ကို185ပေရှိနောက်ပြီးတော့ဒီအိမ်ကတော်တော်ကြီးရဲ့ထဲမှာပါတော်တော်ကြီးရဲ့เนาะဟိုအရှင်းအဆောင်ကြီးပဲတစ်ထားဖို့ကိုရောင်ကြီးပဲဟိုပိတရာကျော်မကောက်ဘူးငါခုနပြောပိဘလောက်เนาะ ကိုရောင်ကြီးပဲပိတ်တရာလောက်ရှိတယ်ကွာအမိုးမိုးတာပြီးသားတက်ထားဖို့တက်သွလောင်ဖို့ဒီအိမ်ကလည်းနောက်ထပ်ပေ60လောက်ထပ်ကျဲတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာမြေပူတော်မကြံတော့185ပေးကမြေပူတော်မကြံတော့ဆိုတော့ကဒီလိုမျိုးအကျန်းနဲ့ပါတယ်ပိုင်ရှင်ခေါ်တဲ့ဈေးကတော့ဒါကတော့သိန်း2500ပပနှိမ့်နိုင်စေဖြစ်ပါတယ်ဆိုတော့ကကျွန်တော်လည်းပို့မခေါ်ချင်တော့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီချိန်ကာလမှာဒီမိန်လန်မ GB ဆိုတော့ညာလေဒါကကျွန်တော်တို့ရွာဘက်ချန်နေဖြစ်တဲ့အတွက်ကြောင့်မလို့ ဘလောက်ကောင်းကောင်းပေါ့နော်သူအိမ်ကဘလောက်ကြီးကြီးချိုင်ကြီးကဘလောက်ကျဲကျဲအရှိအအမှုကဘလောက်ပဲတူလောင်လို့ထားညာညာကိုလိုမျိုးစီပွားရေးမျိုးတခြားလူကလှုပ်ချင်မှလှုပ်ပါလေနော်အဲ့တော့ကဒီလူမျိုးနေထားလေးမှာပိုင်ရှင်ခေါ်ရဲစီ3500ဆိုတဲ့နေထားလေးမှာကြိုက်တယ်ဆိုလို့ရှိရင်နော်အိမ်လေးကိုလာကြည့်ပါဒါတွေက open house ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်